အားလုံးမင်္ဂလာပါ ဖန်တီရှင်ဒေစီယူကျူးရှင်တွေကကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ Universe နဲ့ဆက်သွေစကားပြောနည်းပဲဖြစ်ပါတယ် Universe ဟာကျွန်ုပ်တို့ရဲ့အသိစိတ်အသိဉာဏ်လို့ခေါ်တဲ့ consciousness ရဲ့ထင်ဟဲမှုရောင်ပြန်ဟဲမှုပဲဖြစ်ပါတယ်ကျွန်ုပ်တို့ရဲ့ဘဝကျွန်ုပ်တို့ရဲ့လက်တွေ့အရှိအအနေနဲ့ကျွန်ုပ်တို့ရဲ့အတွေ့အကြုံအားလုံးဟာကျွန်ုပ်တို့ရဲ့အာယုံစုစိမ့်မှုကနေပြီးတော့ဖြစ်ပေါ်လာတဲ့အရာတွေပဲဖြစ်တယ် နေခက်တရားတွေကနေကိုလှိပဲ့နေသလိုပဲကျွန်ုပ်တို့ရဲ့အတွေ့တွေခံစားချက်တွေ သိမြင်မှုတွေအာယုံခံစားမှုတွေအားလုံးဟာကျွန်ုပ်တို့မြုံနှံလိုက်တဲ့စွန့်ရင်အပေါ်မှာလုံးဝမူတည်နေပါတယ်ကျွန်ုပ်တို့အနေနဲ့လှီးလျူရှုထားတဲ့အရာတွေဆိုရင်ကျွန်ုပ်တို့ရဲ့အတွေ့အကြုံလောကထိမှာဆက်လက်တည်ရှိနေမှာမဟုတ်တော့ပဲပြက်ပြေသွားပါလိမ့်မယ် ကိုဘွားမှာဖြစ်ပေါ်ခဲ့တဲ့ဘေးအရာကိုမဆိုကိုယ့်ရဲ့အာယုံစူးစိမ့်မှုတွေကိုမပေးဘူးဆိုရင်အဲ့ဒီအရာနဲ့ပတ်သက်လို့အတွေ့အကြုံတွေကြုံတွေ့မှုတွေ ဖြစ်လာမှာမဟုတ်ပါဘူးမိษွေအားတစုံတစ်ခုသောအရာပေါ်မှာကိုယ့်ရဲ့အာယုံစူးစိမ့်မှုကိုမပေးတော့ဘူးဆိုရင်အဲ့ဒီအရာနဲ့သက်ဆိုင်တဲ့အဖြစ်အပျက်တွေအရှိအနေတွေဟာမိษွေရဲ့ vibrational frequency လို့ခေါ်တဲ့တုံ့ခါမှုကြိမ်နှုန်းအပေါ်မှာတက်ရောက်မှုညှိနှေးသွားပါတယ် law of attraction လို့ခေါ်နေတဲ့ဆွေးဆောင်မှုနိယာမဂဏမှာဆိုရင်ကျွန်ုပ်တို့တွေးတောနေတဲ့အတွေ့တွေကိုကျွန်ုပ်တို့ရဲ့လက်တွေ့ဘဝရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေအတွေ့ဖန်တီးရှင်တွေအဖြစ် မကြခဏပြောဆိုလေးရှိပါတယ်။ဒါပေမဲ့အဲ့ဒီအတွေ့တွေဟာအာယုံစုစိမ့်မှုကိုသာမရဘူးဆိုရင်ဘာတစ်ခုမှစွန့်အားရှိမှာမဟုတ်ပါဘူး။ကိုတွေးလိုက်တဲ့အတွေးတွေပေါ်မှာထောက်ခင်ပြီးရင်စွန့်ရင်တွေပေးတာဒါမှမဟုတ် အဲ့ဒီအတွေးတွေကိုဖေရှားနိုင်တဲ့စွမ်းအားဟာကျွန်ုပ်တို့မှာရှိပြီးသားဖြစ်တယ်။ကိုတွေးလိုက်တဲ့အတွေးတွေဟာကို့အတွက်စွမ်းအင်စီးစင်းမှုတွေကိုလဲညွှန်ပေးပြီး universe ရဲ့တုံ့ပြန်မှုကို ဆုံးဖြတ်ပေးပါတယ်။ဒါကြောင့် universe နဲ့စကားပြောဆိုတဲ့နေရာမှာအဓိကသောချက်ကတော့အပြုသဘောဆောင်တဲ့ အတွေးတွေစီကိုကိုယ့်ရဲ့စွန့်ရင်ကိုဥတီပေးတာပါတယ်ပြီးရင်နောက်တစ်ခုကတော့အပြုတ်သဘောမဆောင်တဲ့အတွေးတွေကိုလျှင်းလီယူ ရှုတာတွေပဲဖြစ်တယ်ဒါကြောင့် universe နဲ့စကားပြောတဲ့အခါမှာ number 1အချက်ကတော့အာယုံစုစိတ်မှုကို ပြုလုပ်ဖို့လိုအပ်တယ်ကျွန်ုပ်တို့ဟာဒီလောကကြီးကို ရောက်လာတဲ့အချိန်ကစပြီး Universe ကကျွန်ုပ်တို့ကိုဘာတွေလိုရှင်နေသလဲဆိုပြီးအမြဲတမ်းမေးမြန်းနေပါတယ် ကျွန်ုပ်တို့လူရှင်တာတွေကို University မှာထိထိရောက်ရောက်တောင်းဆိုနိုင်ဖို့ University ကိုဆက်သွေဖို့အတွက်သူပြောဆိုနေတဲ့စွန့်အင်ဘာသာစကားကိုနားလေဖို့လိုပါတယ် University ဟာကျွန်ုပ်တို့ပြောဆိုနေတဲ့လူတွေရဲ့ဘာသာစကားကို ခွေးခြားသိမြင်နိုင်တာ မရှိပါဘူးဒါပေမဲ့ University ဟာကျွန်ုပ်တို့ရဲ့ vibrational reaction လို့ခေါ်တဲ့တုံ့ခါမှုဆိုင်ရာ တုံ့ပြန်မှုတွေကိုတော့သိပါတယ် တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့စိတ်ခင်စားချက်တွေကိုသူကောင်းကောင်းသိပါတယ်။မိတ်ဆွေက universe ကို တုံ့ပြန်မှုတစ်ခုပေးလိုက်မယ်ဆိုရင်အဲ့ဒီ universe ကဘလို့စဉ်းစားမလဲဆိုရင်ဒီလိုအရာမျိုးကိုထက်လို့ပေးပါဦးလို့ပြောလိုက်တယ်လို့ပဲသူ့ဖက်ကမြင်ပါတယ်။ဒါကြောင့် law of attraction မှာ like attracts like လို့ပြောတာဖြစ်တယ်။ဥပမာမိတ်ဆွေကနေပြီးတော့ စိတ်ဆင်းရဲလိုက်တာလို့တွေးလိုက်တဲ့အတွေ့တစ်ခုဟာ universe ကိုစိတ်ဆင်းရဲစေတဲ့အကြောင်းအရာတစ်ခုကိုထည့်လို့ပေးပါလို့ပြောလိုက်တာ ਨੇ အတူတူပဲဖြစ်တယ်။ဒီတော့စိတ်ချမ်းသာလိုက်တာပျော်လိုက်တာလို့တွေးလိုက်တဲ့အတွေ့တစ်ခုဟာ universe စီကစိတ်ချမ်းသာစရာတွေပျော်စရာတွေထည့်လို့ပေးပါလို့တောင်းဆိုလိုက်တာ ਨੇ အတူတူပဲဖြစ်တယ်။ ဒီသဘောတရားတွေကိုနားလေသဘောပေါက်သွားပြီဆိုရင်ကိုဘဝမှာကိုဖြစ်ရှင်တဲ့အရာတွေကိုလိုရှင်တဲ့အရာတွေကိုငြင်းရှိရှိရွေးရှည်တဲလာပါလိမ့်မယ်ရွေးရှည်တဲ့သည့်အပြင်ကိုအနေနဲ့ဘလို့အရာတွေကိုပြုမှုလှုပ်ဆောင်ရမလဲဆိုတဲ့အကြောင်းအရာတွေပေါ်မှာပါကျွင်းကျင် ပိန်နိုင်လာပါလိမ့်မယ်ကျွန်ုပ်တို့ဟာကျွန်ုပ်တို့ရဲ့အာယုံစူးစိမ့်မှုတွေကတဆင့် ဘလို့အတွေးတွေနဲ့ဘလို့စိတ်ခင်စားချက်တွေကို အားဖြည့်ပေးရမည်ဆိုတာကိုရွေးရှင်ရမှာဖြစ်တယ်။ကျွန်ုပ်တို့ရဲ့လက်တွေးပေါ်အားမှာတချို့သောခင်သားတွေအပေါ်မှာအာယုံစိတ်ဖို့ရွေးရှင်လိုက်တဲ့အခါ ကျွန်ုပ်တို့ဟာအဲ့ဒီအရာတွေကိုပုံမူကြည်ပြဲလာအောင်မေးပေးလိုက်သလိုပဲဖြစ်ပါတယ်။ အပြင်းအလဲအပြင်းပြောမေဆိုရင်တချို့သားအတွေ့တွေဒါမှမဟုတ်တချို့သားအရှိအနွေတွေက နေပြီးတော့ကျွန်ုပ်တို့ရဲ့အာယုံစူးစိမ့်မှုကိုရုတ်သိမ်းလိုက်တဲ့အခါကျွန်ုပ်တို့ဟာအဲ့ဒီအရာတွေအပေါ်မှာစိတ်မဝင်စားဘူးဆိုတာကိုပြသနေတာပဲဖြစ်တယ်။အဲ့ဒီလိုအတွေ့အကြုံတွေအထိမှရှိနေရတာတွေကိုဆင့်ကျင်နေတော့ universe ကိုတည်င်းစကားပေးပို့လိုက်တာပဲဖြစ်ပါတယ်။ ဒီလိုနည်းနည်းတဲ့သဘောတရားကိုနားလည်လိုက်ရှင်းကတော့ကျွန်ုပ်တို့ရဲ့လက်တွဲဘဝကိုဖန်တီးတဲ့အခါမှာကြီးမားတဲ့စွန့်အားပဲဖြစ်တယ်။ကျွန်ုပ်တို့ရဲ့အာယုံစုစိမ့်မှုတွေကကျွန်ုပ်တို့ရဲ့ဆန္ဒတွေကိုယူနီဘာစီကိုဆက်သွေနေတဲ့လမ်းကြောင်းပဲဖြစ်တယ်။ကျွန်ုပ်တို့အာယုံစိမ့်တဲ့နေရာတွေကိုဘေး energy ကစီးဆင်းတာဖြစ်ပြီးကျွန်ုပ်တို့အာယုံမစိမ့်တဲ့နေရာကို energy မစီးဆင်းပါဘူး။ universe နဲ့ဆက်သွေစကားပြောဖို့ဒုတိယအချက်ကတော့ ိစုပင်ကာလာအနေနဲ့သာတွေးတောပြောဆိုရမှာဖြစ်ပါတယ်။ယူနီဘာစာယခုလက်ရှိပိစုပင်တစ်တစ်အချိန်ကာလကိုပဲလက်တွေ့ဘဝအဖြစ်အသိအမှတ်ပြုပါတယ်။ဘာဖြစ်လို့လဲဆိုရင်အရာအလုံးဟာယခုပြည်စုပင်တစ်တစ်အခိုက်အတဲမှာပဲဖြစ်ပေါ်နေတော့ပဲဖြစ်တယ်ကျွန်ုပ်တို့ပိန်ဆိုင်တဲ့အချိန်ကလေးပြည်စုပင်တစ်တစ်အချိန်ကိုပဲပိန်တာဖြစ်တယ်အနာကဲအချိန်ကိုလည်းမပိန်ပါဘူးလွန်ခဲ့တဲ့အတိတ်ကာလအချိန်ကိုလည်းမပိန်ပါဘူး အတိတ်နဲ့အနာဂတ်ကအကြောင်းအရာတွေနဲ့သက်ဆိုင်တဲ့အတွေးတွေကစိတ်ထင်းမှာပေါ်ပေါက်လာနိုင်ပေမယ့်ယခုပိစုပင်ကသာလျှင် ယူနီဘာစ်ရဲ့အာယုံစိတ်နားထောင်နေရတဲ့နေရာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်မိတ်ဆွေကငါအောင်မြင်လာလိမ့်မယ်တော့ထက်တလေလေးထက်တလေလေးပြောဆိုနေမယ်ဆိုရင် ယူနီဘာစ်ကငါအခုချက်ချင်းအောင်မြင်တာ မဟုတ်ဘူးလို့ပဲကြားပါတယ်။ အဲ့ဒီတော့အနာကဲအတွက်ပြောနေမိအစားအခုမိတ်ဆွေလူရှင်တဲ့အရာကို လက်ရှိပိန်ဆိုင်ပြီးသားသလိုသာခင်စားလိုက်ပါလက်ရှိဘဝမှာဖြစ်နိုင်ခြေရှိတဲ့ဖြစ်တည်မှုတိုင်းဟာမိတ်ဆွေစင်သားရှိတဲ့အရာလူရှင်တဲ့အရာတွေအပအဝင်အလုံးကရှိနေပြီးသားဖြစ်ပါတယ်ဒါကြောင့်လူရှင်တဲ့အရာတွေကိုရပြီးသား ပိန်ဆိုင်ပြီးသားအနေနဲ့သာခံစားလိုက်ပါဒါဆိုရင် universe ကမိတ်ဆွေရဲ့ဖြစ်တည်မှု reality ကိုအဲ့ဒီပုံစံအတိုင်းပုံဖော်ပေးဖို့စတင်ပါလိမ့်မယ်ကျွန်ုပ်တို့ဘဝမှာလူရှင်တဲ့အရာတွေကိုကျွန်ုပ်တို့အနေနဲ့ပိန်ဆိုင်ပြီးသားရယူပြီးသားအတိုင်းပဲခံစားဖို့လိုအပ်ပါတယ် ကျွန်တော်တို့လိုချင်တဲ့အရာတွေဖြစ်ရှင်တဲ့အရာတွေကိုရရှိပိန်ဆိုင်ပြီးသားအောင်မြင်ပြီးသားလို့ခံစားနေတဲ့အခါပိစုပဲအခိုက်အတင့်ထင်းမှာပဲနှိမ့်မြုပ်နေထိုင်လိုက်တာဖြစ်တာမို့လို့ universe ရဲ့ဖန်တီးမှုစွန်းအားတွေဟာကျွန်တို့ရဲ့တုံ့ခါမှုကြိမ်နှုန်းဖြစ်တဲ့ vibrational frequency ကိုစတင်ချိန်ကြီးလိုက်ပါတယ်ဒါကြောင့် universe နဲ့ဆက်သွယ်စကားပြောတဲ့အခါကိုလိုရှင်တဲ့အရာတွေကိုလိုရှင်တဲ့ကိုဖြစ်ရှင်တဲ့ဆန္ဒတွေကို ထုတ်ဖို့ပြောဆိုရုံတက်တက်မဟုတ်ဘေးအဲ့ဒီအရာတွေအဲ့ဒီစင်တာတွေကို အခုအချိန်မှပင်လင်းကိုယ်တိုင်ရရှိခံစားနေတဲ့ပုံဖော်ပြီးရင်နေထိုင်ရမည်ဆိုတာလေးပါဝင်ပါတယ် universe နဲ့ဘလို့ဆက်သွေစကားပြောရမလဲဆိုတာကိုသိမြင်နိုင်ဖို့ကျွန်ုပ်တို့ရဲ့အသိဉာဏ်သို့မဟုတ်အသိစိတ်ဆိုတဲ့ consciousness ကိုတိုးရှင်းရှင်းဆိုတဲ့အရေးကြီးတဲ့အဆင့်တစ်ဆင့်တွေပါဝင်ပါတယ် consciousness ကိုတိုးရှင်းနိုင်ဖို့ကိုယ့်ရဲ့စိတ်ကိုတည်တည်နဲ့နေထိုင်တယ်ဖို့လိုအပ်ပါတယ်။ဒါကိုအသိဉာဏ်တိုးရှင်းရှင်းလုပ်ငန်းစဉ်တော်လေးခေါ်ပါတယ်။အဲ့ဒါကဘာလဲဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာ တွေးရှင်ရတွေးပြောရှင်ရပြောသွားရှင်ရသွားလုပ်ရှင်ရလုပ်နေတာမဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်ကလေးကိုကိုလိုရှင်တဲ့ပုံစံအတိုင်းလဲညွှန်တိမဲ့ပေးတာပဲဖြစ်တယ်။စိတ်ဆိုတာက တွေးရှင်ရတွေးနေတယ်ဒီအဲ့ဒီအချိန်မှာ ကိုယ့်ရဲ့စိတ်ကလေးကိုတည်င်းကလေးနဲ့လဲညွှန်ပေးလိုက်ဖို့လိုတယ်ကိုမလို့ရှင်တဲ့အရာတွေကို တွေးနေတဲ့အခါဒါတွေဟာငါနဲ့မသက်ဆိုင်ဘူးငါလို့ရှင်တဲ့အရာမဟုတ်ဘူးဆိုပြီးအဲ့ဒီနေရာမှာပင်လည်းတည်င်းနဲ့ကို တွေးနေတဲ့အတွေးကိုဖျက်ချလိုက်ဖို့လိုအပ်တယ်အချင်းချင်းအနေနဲ့ပြောမေဆိုရင်ကိုယ့်ရဲ့အတွေးတွေကိုတည်ရှိရှိရွေးရှည်ပြီး တွေးတော်ဖို့ဆိုလိုပါတယ် ဒါကိုနားလည်အောင်ပြောမေဆိုရင်ဥပမာအနေနဲ့မိတ်ဆွေဟာကိုယ့်ရဲ့ချစ်သူအဟောင်းကြီးစားအဟောင်းကိုပြန်လို့ရှင်နေဆိုပါစို့ဒါပေမဲ့မိတ်ဆွေတွေးနေတဲ့အတွေ့အထိမှာသူကပြုတ်လုတဲ့နာကျင်စရာအကြောင်းတွေကိုပဲဆက်တွေးနေမိဆိုရင်ဒီအကြောင်းအရာသည်မိတ်ဆွေလိုရှင်တဲ့အကြောင်းအရာတွေမဟုတ်ပါဘူးဒီတော့အဲ့ဒီအတွေ့တွေကိုကိုယ့်ရဲ့တတိစိတ်ကလေးနဲ့ဖျက်ချလိုက်ပြီးရင်ဒီအတွေ့တွေကိုငါမတွေ့တော့ဘူးငါလိုရှင်တာကသူနဲ့အဆင်ပြေနေတာကိုလိုရှင်တာအဲ့ဒီလိုတွေးတောစဉ်းစားပြလိုက်ပြီးရင် အဲ့ဒီချစ်သူဟောင်းနဲ့အဆင်ပြေနေတဲ့အတွေးတွေကိုပဲဆက်လက်တွေးရမယ်လို့ဆိုလိုပါတယ်။ဒါကြောင့်ကိုတွေးတဲ့အတွေးတွေကိုတတိရှိရှိရွေးရှိပါ မတော်တဆကိုမကြိုက်တဲ့အတွေးတွေကို တွေးတော်မိသားတွေဆိုရင်အဲ့ဒီအတွေးတွေကိုတတိနဲ့ဖြတ်တောက်ပြီးရင်ကိုလိုရှင်တဲ့အတွေးတွေစီကိုလင်းညွန့်တိမဲ့ပေးပါ universe နဲ့ဆက်သွယ်စကားပြောနိုင်ဖို့သဒ္ဒထအစင်းကတော့သင်ရဲ့လဲညွန့်စနစ်ကို နားထောင်ပါ ကြီးမားတဲ့စွန့်ရင်တွေရှိနေတဲ့ University မှာမိတ်ဆွေရဲ့တင်လိုက်အိမ်မြောင်အဖြစ်ဆောင်ရွက်နေတဲ့လဲညွင်စနေတစ်ခုရှိပါတယ်အဲ့ဒီစနေကို နားထောင်ဖို့လိုပါတယ် universe ဟာလူတွေရဲ့ဘာသာစကားကို နားမလည်ပါဘူးဒါပေမဲ့စွန့်အင်ရဲ့ဘာသာစကားနဲ့စကားပြောဆိုလို့တော့ရပါတယ်ကျွန်ုပ်တို့ရဲ့စိတ်ခင်စားချက်တွေကျွန်ုပ်တို့ရဲ့စိတ်ထေကအလိုလိုသိနေတဲ့တုံ့ပြန်မှုလို့ခေါ်တဲ့ intuitive response တွေက ကျွန်ုပ်တို့ရဲ့လဲညွင်စနစ်အဖြစ်ဆောင်ရွက်ပါတယ်။ဒါဆိုရင်အဲ့ဒီလိုလဲညွင်စနစ်ကိုဘယ်လိုနားထောင်ရမလဲ။တစုံတရာနဲ့ပဲတဲ့လို့ကိုယ်စိတ်ထိမှ ကောင်းတယ်တော့ခံစားရတဲ့အခါတနည်းအားဖြင့်ပြောမယ်ဆိုရင် ကောင်းတဲ့စိတ်ခံစားချက်တွေရရှိတဲ့အခါအဲ့ဒီအရာက ကျွန်ုပ်တို့ရဲ့စစ်မှန်တဲ့လဲချောင်းနဲ့ပြည့်တင်ထဲနေတယ်။ ဆင်းကျင်ဖက်အနေနဲ့ပြောရမေဆိုရင်ကိုယ့်ရဲ့စိတ်ထိမှာမကောင်းဘူးလို့ခံစားရတဲ့အခါကိုယ့်ရဲ့အရှိအနေနဲ့အဆင်မပြေဘူးဆိုတာပြသနေတာဖြစ်တယ်။လဲညွန့်စနစ်ဟာကျွန်ုပ်တို့ရဲ့ညင်ထင်းမှာရှိနေတဲ့ကောင်းတယ်မကောင်းဘူးဆိုတဲ့စိတ်ခင်စားချက်တွေနဲ့အများကြီးသက်ဆိုင်နေပါတယ်။အကြောင်းတစုံတစ်ခုနဲ့ပတ်သက်ပြီးရင်ကိုယ့်စိတ်ထိမှာအပြုတ်သဘောမဆောင်တဲ့အရာတွေကို ဖြစ်ပေါ်လာတဲ့အခါအဲ့ဒီအရာတွေအပေါ်မှာ လိမ့်လင်ပြီးရင်အရေးတယူပြုလုပ်မနေပါနဲ့ကျွန်ုပ်တို့ရဲ့အတားစိတ်ကအဲ့ဒီအရာတွေကိုလိမ့်လာတာကကိုယ့်ရဲ့ပျော်ရွှင်မှုကိုဥတီပေးစေမီတော့ယုံကြည်အောင်ကြိုးစားနိုင်တယ်ဒါပေမဲ့အတားကိုအရှိခဲတဲ့ဆန်တားတွေနဲ့စစ်မှန်တဲ့ပစ်တင်တဲ့အကြမှာ ရှားနာချက်ကိုခွေးရှားသိမြင်ဖို့အရေးကြီးတယ်။ကောင်းတယ်တော့ခံစားရရင်ယုံကြည်လိုက်ပါ။မကောင်းဘူးလို့ခံစားလိုက်ရင်လွှတ်ချလိုက်ပါ။ ကောင်းနေတော့ခံစားရတဲ့အရာဟာကျွန်ုပ်တို့ရဲ့စစ်မှဲ့တဲ့လင်းကြောင်းနဲ့ကိတ်ညီသွားပြီးရင်ကျွန်ုပ်တို့ကိုအလွန်အကျွံစဉ်းစားရှင်းတွေကိုလေဖိချားပေးပါလိမ့်မယ်ဒါကိုမိတ်ဆွေတို့အနေနဲ့အလွေတကူဆုံးနားလည်နိုင်ဖို့ဥပမာတစ်ခုပေးပါမယ်။ကိုကအချစ်မခံရတဲ့အရှိအနေနဲ့ကြုံတွေ့ရတဲ့အခါငါ့ကိုဘသူမှမချစ်ဘူးဆိုတဲ့စိတ်ခင်စားချက်တစ်ခုဖြစ်ပေါ်လိုက်မယ်။အဲ့ဒီအခါမှာအဲ့ဒီစိတ်ခင်စားချက်ကကောင်းပါသလား။မိတ်ဆွေအတွက်ခံစားလို့မကောင်းဘူးဆိုတာတော့ယုံကြည်ပါတယ်။ ဒါကြောင့်ငါ့ကိုဘသူမှမချစ်ဘူးဆိုတဲ့အတွေးတွေနဲ့စိတ်ခင်စားချက်ကိုအဲ့ဒီအချိန်ကစပြီးလွှတ်ချလိုက်ပါ ကိုယ့်အတွက်စိတ်ခင်စားချက်ကောင်းမွန်စေမယ့်အရာတွေကိုပဲရွေးရှည်စဉ်းစားပါ universe နဲ့ဆက်သွေစကားပြောဖို့နေမင်းကအစင်းကတော့ထက်တလေလေးပြုတ်လို့ရှိရင်စွန်းအားကို အသုံးချရမှာဖြစ်ပါတယ်ဒီနေရာမှာမသိစိတ်နဲ့သိစိတ်အကြောင်းတွေကိုအကျဉ်းချုပ်ပြောပါမယ် ိစိတ်ဟာဒါကကောင်းတယ်ဒါကမကောင်းဘူးဒါကမှန်တယ်ဒါကမမှန်ဘူးစသဖြင့်အရာရာကိုခွေးရှားသိမြင်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့သူကဖန်တီးတော့မရပါဘူးကျွန်ုပ်တို့ရဲ့ဘဝမှာဖန်တီးနေတဲ့အရာက မသိစိတ်ကပဲဖန်တီးနေတာဖြစ်တယ်ဒါကြောင့်ကိုလိုရှင်တဲ့အရာတွေကိုမသိစိတ်ကဖန်တီးနိုင်ဖို့အတွက် အသိစိတ်ကနေပြီးတော့မသိစိတ်ထိကိုရောက်အောင်သွင်းပေးနိုင်ဖို့ကအရေးကြီးတယ်။ အသိစိတ်ကသွင်းပေးထားတဲ့သတင်းအချက်အလက်တွေကိုမသိစိတ်ကဖေရှားနိုင်စွမ်းမရှိပါဘူးမသိစိတ်သေးကိုသာရောက်ပြီဆိုရင်အဲ့ဒီမသိစိတ်ဟာသွင်းပေးလိုက်တဲ့သတင်းအချက်အလက်ကကိုယ့်အတွက်ကောင်းတာလားမကောင်းဘူးလားအကျိုးဖြစ်စေမှာလားအကျိုးရုပ်စေမှာလားဘာတစ်ခုကိုမှစဉ်းစားနေမှာမဟုတ်တော့ဘူးသူက အသိစိတ်ကသွင်းပေးလိုက်တဲ့အရာအတိုင်းမသိစိတ်ထိမှရှိနေတဲ့ပုံစံအတိုင်းရုပ်ပိုင်းဆိုင်ရာအရှိအနေမှာဖန်တီးမှပဲဖြစ်တယ် ဒါအပြင်မသိစိတ်ဟာလက်တွဲမှာဖြစ်နေတဲ့အရာနဲ့စိတ်ကူးရင်နေတဲ့အရာကိုခွေးရှားသိမြင်နိုင်စွမ်းမရှိပါဘူး။မကြာခဏဆိုသလိုပဲအတိတ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဟာယခုပစ္စုပန်မှာဖြစ်ပျက်နေသလိုမျိုးခံစားချက်တွေကိုဖြစ်ပေါ်စေတဲ့ပါတယ်။ဒါကြောင့်ပစ္စုပန်မှာခိုင်မြဲစွာယက်တီနိုင်ဖို့ကလေအတိတ်ကနာကျင်မှုတွေမှာနေထိုင်တာကိုရှောင်ရှားဖို့ကလေလိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်အတိတ်တစ်ချိန်တုန်းကနာကျင်မှုတွေမှာဆက်လက်နေထိုင်တာကအဲ့ဒီအလားတူအတွေ့အကြုံတွေကိုပဲကိုယ်ဘဝထိကို ပြင်လီဆွေးဆောင်နိုင်ပြီးအမှားဟောင်းတွေကိုပဲဆက်လက်ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါအပြင်မသိစိတ်ထိမှာရည်ရွယ်ချက်ဆိုတာလည်းမရှိပါဘူး။မသိစိတ်ဟာအချက်အလက်တွေကိုတိုးလောင်ထားတဲ့တိုးလောင်ယုံတက်တက်တာဖြစ်ပါတယ်။အဲ့ဒီမသိစိတ်ဟာကျွန်ုပ်တို့ရဲ့လူမှုရေးဆိုင်ရာတက်မဲ့ချက်တွေကိုရေးကိုတာအတွေ့အကြုံတွေအလုံးအပါအဝင် ကျွန်ုပ်တို့အာယုံစိမ့်မှုအများဆုံးရတဲ့အရာကိုပဲမသိစိတ်ကစုပ်ယူပါတယ်။ထက်တနေနေပြုလို့ရှင်ရဲ့စွမ်းအားကိုအသုံးပြုပြီးရင်ကျွန်ုပ်တို့ဟာမသိစိတ်ရဲ့ခံယူချက်တွေကို တက်ကြွစွာ ပြင်လီပြီးရင်ပရိုဂရမ်ရေးဆွဲနိုင်ပါတယ်။ စိတ်ထင်းမှာတစုံတစ်ခုနဲ့ပတ်သက်လို့မလုံခြုံမှုရှိနေတဲ့အရှိအနေကနေပြီးအဲ့ဒီအရာနဲ့ပတ်သက်ပြီးယုံကြည်မှုရှိတဲ့သူတယောက်အဖြစ်ပြောင်းလဲဖို့စင်တာရှိတယ်ဆိုရင်ငါဟာကဘာပေါ်မှာအယုံကြည်ဆုံးလူဖြစ်တယ်တော့ထက်တလေလေးအတီးပြူးပြောဆိုနိုင်ပါတယ်။ဥပမာဆိုကြပါစို့မိတ်ဆွေဟာအခြေအနေနဲ့ပတ်သက်လို့ကဲမကောင်းခဲ့တဲ့အတွေ့အကြုံတွေရှိခဲ့တယ်ဆိုပါစို့ ီတော့ကိုဘွားအထင်းမှာချစ်တဲ့သူတယောက်ရလာတဲ့အခါမှာအဲ့ဒီလိုအချင်းရင်းနဲ့ပတ်သက်လို့မလုံခြုံတဲ့စိတ်တွေအမြဲတမ်းရှိနေမှာပဲဖြစ်တယ်။အဲ့ဒီအချိန်မှာဘလို့ပြောဆိုရမလဲဆိုရင်ငါဟာအရင်ကအချစ်ရည်ကံကောင်းတဲ့သူဖြစ်တယ်။ငါဟာကဘာပေါ်မှာအချစ်ရည်ကံကောင်းတဲ့သူဖြစ်တယ်။ငါကိုချစ်တဲ့သူတွေဝိုင်းဝန်းနေနေပြီ။စသဖြင့်အဲ့ဒီလိုစကလုံးတွေကိုထက်ခါတလေလေအတီးပြွရွှဲဆိုရမှာဖြစ်တယ်။ဒါဟာ ိုယ့်ရဲ့ဂါထာမင်းတရားတပုတ်လိုရွယ်ဆိုနေရမှာဖြစ်တယ်။အဲ့ဒီလိုရွယ်ဆိုတဲ့အခါမှာအတိကသောချက်ကတော့ဒီစကလုံးတွေကိုတက်တက်ရွယ်ဆိုနေုံမဟုတ်ပေနဲ့ကိုယ်စိတ်ထိမှယုံကြည်မှုအပြည့်နဲ့စိတ်ရင်းအမှန်နဲ့ခံစားပြီးရွယ်ဆိုရမှာဖြစ်တယ်။အဲ့ဒီလိုရွယ်ဆိုတဲ့အခါမှာလေပြစုမဲ့တစ်တစ်အရှိအနေနဲ့ပဲရွယ်ဆိုဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့အာယုံစိမ်မှုဟာကိုဖြစ်ရှင်တဲ့အရာပေါ်မှာပဲရှိတည်ပါတယ်အပြူသဘောဆောင်တဲ့အတီပြူရှက်ကိုဇွေးရှင်ရှင်နဲ့အားဖြည့်ပေးရှင်အားဖြင့်အဲ့ဒီအတီပြူရှက်တွေဟာကိုယ့်ရဲ့စွန်းအင်ပိုင်းဆိုင်ရာမှာစုဆေးလာပါတယ်။နောက်ဆက်တွဲအနေနဲ့ကိုယ့်ရဲ့မသိစိတ်ကအဲ့ဒီပြောင်းလဲမှုကို နားလေလက်ခံလာပြီး ကိုယ့်ရဲ့အတွေ့အကြုံနေပေးမှာစတင်ထင်ရှားပေါ်ပေါက်စေပါတယ်။ ကိုယ့်ရဲ့စိတ်ထဲမှာအမှန်တကယ်ပဲမိမိကိုယ်ကိုယုံကြည်မှုရှိတယ်တော့ခံစားရတဲ့အခါကိုယ့်ရဲ့လုံရဲတွေအပြုတ်အမှုတွေစကလုံးတွေဟာအဲ့ဒီအသစ်တွေးရှိတဲ့ယုံကြည်မှုကိုတဘာဝအတိုင်းရောင်ပြန်ဟဲ့လာပါလိမ့်မယ်။ ညီကုံချောင်းအနေနဲ့ပြောမေဆိုရင်ဒီအရှိခင်တရားကိုမှတ်ထားပါမိတ်ဆွေဟာ universe ဖြစ်ပါတယ် universe နဲ့ပူးပေါင်းဖန်တီးနေတဲ့သူဖြစ်တယ် universe နဲ့စကားပြောဆိုရှင်းကတော့ကိုယ့်ရဲ့မြင့်မြတ်တဲ့စိတ်ကိုယ်ပိုင်စိတ်ဖြစ်တဲ့ higher self နဲ့စကားပြောဆိုတာနဲ့အတူတူပဲဖြစ်ပါတယ်ကိုယ့်ရဲ့တည်ရှိမှုအပေါ်မှာ ကိုကိုယ်တိုင်ပဲရည်တည်ပါ မိတ်ဆွေကမိမိကိုယ်တိုင်ပဲမိမိကိုယ်ကို ထိုင်းချုံနေတဲ့သူဖြစ်ပါတယ်။ကိုယ့်ရဲ့အတွင်းအရှိအနေတွေကိုစုံစမ်းပါမိမိကိုယ်ကိုသိသိပါကိုယ့်ရဲ့တည်ရှိမှုကိုစင်ကြပါစေ။ universe ဟာမိษွေရဲ့အတွင်းအခြေအနေတွေကို ရောင်ပြန်ဟဲပြီးထင်ဟဲပြသလာပါလိမ့်မယ်။ကိုကိုတိုင်ဥဆောင်မှုတွေနဲ့အတူတူက ကိုယ့်ရဲ့အသိဉာဏ်ကိုယ့်ရဲ့အသိစိတ် consciousness ကို အပြုသဘောဆောင်မှုနဲ့ချိန်ကြီးရှင်းအဖြစ်မိတ်ဆွေဟာ universe နဲ့ထိရောက်စွာဆက်သွယ်နိုင်ပါတယ်။မိတ်ဆွေအပါအဝင်ကျွန်ုပ်တို့အားလုံးဟာကိုယ့်ရဲ့လက်တွေ့ဘဝကိုယ့်ရဲ့ reality ကိုကိုယ်ကိုယ်တိုင်ဖန်တီးနေတဲ့ဖန်တီးတဲ့သူတွေပဲဖြစ်ပါတယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးကုန်းချုပ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပြကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။